င်္ဂလာပါရှင်ရေကုန်ခက်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။သကိုင်းကလင်းရှောင်းစခန်းမှာလူ9ဦးဟာဝမ်းယောဂါစတင်ဖြစ်ပွားနေပြီးဝမ်းယောဂါတွေပြည့်နှက်မှာကိုကျန်းမာရေးဝန်ထမ်းတွေကစိုးရိမ်နေကြပါတယ်။အကျန်းဘက်စစ်ကောင်စီကငလင်ကာလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ပြည်နေတာမှာရက်20ကြာအပြည့်ရက်တယ်လို့ကြေညာတဲ့သတင်းပါဝင်ရန်ကုန်ခက်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ငလင်ကြီးရဲ့ဗဟိုချက်သခိုင်းမြို့ရဲ့အရှိပိုင်းရန်နိုင်ရက်ွယ်ရန်နိုင်ငလင်ဘေးဆောင်စခန်းမှာလူ9ဦးဝမ်းပြဲဝမ်းလျှောကိုစတင်ဖြစ်ပွားနေပြီးရာသီဥတုနဲ့စခန်းအခြေအနေရဝမ်းယောဂါပြက်နက်မှာကိုကျမ်းမာရေးဝန်ထမ်းတွေကစိုးရိမ်နေကြတယ်လို့သခိုင်းငလင်ကုညီလှူဆောင်နေသူတို့က ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အဲဒီစခန်းမှာညရဲ့အိမ်အောင်စု68စုလူရေ900ခန့်လက်ရှိမှာရှိနေပြီးဝမ်းပြက်ဝမ်းလျှော်စတင်ဖြစ်ပွားနေတဲ့အတွက်ဓာတ်စားတို့အားစင်းနဲ့အသက်အရွယ်ကြီးသူတွေကိုလည်းစီးကြိုစေ သွေးကြဆဲအောင်ကျော်အတူစီနှလုံးဆဲတွေလိုအပ်နေပြီးအလူရှင်တွေအနေနဲ့ဆေးဝါးတွေကိုအဓိကထားလှူဒန်းပေးကြပါယံကုညီရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်ဇကိုင်းရန်နိုင်ရက်ကွက်မှာအိမ်အောင်စု1900 လူဦးရေ6000ခန့်ရှိပြီးလူမသေးဆုံးမဲ့အဆောက်အုံပြိုကျသူ218ဦးအဆောက်အုံပြိုကျရာကနေသေဆုံးသူ32ဦးထိခိုက်ဒဏ်ရာရရှိသူ1300ဦးလည်းရှိပါတယ်။သကိုင်းကငလင်ဘေးတင်အစ္စလမ်ဘာသာဝင်တွေအတွက်ကတော့ငါးပစွန်ကျုပ်အဆရှိရဲ့အစားအသောက်တွေကိုအဓိကထားလှူဒန်းပေးနိုင်ရင် ပိုကောင်းတယ်လို့လည်းကဲဆယ်သူများကပြောပါတယ်။လက်ရှိမှာသကိုင်းမြို့မှာကမ့်ရှိခုရှိပြီးစကုမော်ဖုံရင်ကျောင်းကမ်းနန်းစီရီယန်တွေတင်းနှန်းလာတဲ့ င်ငလင်ထိသူတွေကို ထားတဲ့အတကနစ်ကမ်၊ရန်နိုင်ရက်အမကကြောင်ကမ်၊ဇကိုင်းနှစ်900ဘောလုံးကွင်းကမ်၊မဟာစည်းကုံကြီးဖရာကမ်၊အတကတစ်ကြောင်ဘောလုံးကွင်းကမ်၊ပိုလန်ဓမာယုံကမ်နဲ့မြို့သိအိုးဝင်ကမ်တို့လည်းဖြစ်ပါတယ်။အဲဒီစခန်းတွေမှာဆေးဝါးတွေအပြင်ချင်းတောင်သွားတိုက်စေးအမိုးကဓာတ်စားနဲ့မီးတွေလည်းလိုအပ်နေတယ်လို့ကယ်ဆယ်ရေးစခန်းတွေစီကလည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံအလဲပိုင်းမှာငလင်လှုပ်ခတ်မှုကြောင့်ပြည်သူတွေလက်ရှိပူဆွေးနေရမှုတွေအတွက်အချင်းချင်းအားပေးနှစ်သိမ့်ဖို့အတွက်ဧပြီလ17ရက်နေ့ကနေဧပြီလ20ရက်နေ့ထိမြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူဝန်ထဲကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသတ္တပတ်အဖြစ်သတ်မှတ်လိုက်တယ်လို့လည်းအမျိုးသားညီညွတ်ရေးဆိုရကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံလုံးဆိုင်ရာပြည်သူဝန်ထဲကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရသတ္တပတ်ကာလအတွင်းပြည်ရင်းပြည်ပနဲ့ပြည်သူတွေအနေနဲ့ ပြည်သူမှပြည်သူတို့နှစ်သိမ့်အားပေးတာတွေကိုတိုးခြင်းအနေနဲ့ဖြစ်စေအစုအဖွဲ့တွေနဲ့ဖြစ်စေ ကုသိုလ်ကောင်းမှုစုတောင်းမှုငလင်တန်ကန်ပြည်သူတွေကိုစာနာရိုင်းပင်ကြောင်ပြတာတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ကြဖို့အတွက် NUG အစိုးရကတိုက်တွန်းနှိုးဆော်ထားပါတယ်။ဒါ့အပြင် NUG စိုးမှုနယ်မြေတွေမှာငလင်ဘေးဒဏ်သင့်ပြည်သူတို့ကို82နှစ်အတွင်းမှာကုညီကယ်ဆယ်မှုတွေအပြည့်အဝအားဆိုင်လုပ်နိုင်ခဲ့ပြီမဲ့လဲအကြမ်းဖက်စစ်ကောင်စီစိုးမှုဒေသတွေမှာတော့ကိုထိလက်ရဝင်ရောက်မကူညီနိုင်ခဲ့မှုအပေါ်ကိုလည်းအမျိုးသားညီညွတ်ရေးဆွေးရအနေနဲ့များစွာဝန်ရွယ်စိတ်မကောင်းဖြစ်ရတယ်လို့လည်း ။ NUG ကငလင်ဘေးတင်ပြည်သူလူထုကိုလေးနက်စွာတောင်းပန်ထားပါရဲ့ရှင်။မန္တလေးရဲ့တရင်တပုံးကိုတက်ဆက်ပေးကြပါရစေ။မန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ် Golden Country Hotel ပြိုကျမှုတွင်9ရက်ကျော်ကြာပိတ်မိနေသူတို့ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ April 2ရက်နေ့ညနေပိုင်းမှာချမ်းရည်သာဆန်မြို့နယ်65လမ်း32လမ်းနဲ့32လမ်းကြား Golden Country Hotel ပြိုကျမှု9ရက်ကျော်ကြာမှပိတ်မိနေသူအသက်52နှစ်အရွယ်ရှိတဲ့အမျိုးသားတဦးကိုတရုတ်ကယ်ဆယ်အဖွဲ့ကကယ်ထုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့တရုတ်ကူညီကယ်ဆယ်အဖွဲ့ဟာအသက်ရှင်လျက်ကယ်ထုတ်နိုင်သူကိုရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူရန်ကုန်နိုင်ရေးကူညီမှုအသင်းကလည်းသခိုင်းမျိုးဆွေတော်နန်းတဲခိုခံပြိုကျမှုမှာပိတ်မိနေတယ်။အမျိုးသားတဦးကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ရန်ကုန်မြို့အနီးဖျာပုံမြို့နယ်86ကီလိုမီတာအကွာပင်လယ်ပြင်ကိုဗဟိုပြုကပြင်အား၅အဆင့်ရှိတဲ့ငလင်လုတ်ခတ်သွားတယ်လို့ American ဘူမိဗေဒငလင်စောင့်ကြည့်ရေးဖွဲ့ USGS ကသတင်းထုတ်ပြန်ထားပါတယ်။ April 2ရက်နေ့ည10:59မိနစ်မှာဖျာပုံမြို့တောင်ဘက်86ကီလိုမီတာအကွာပင်လယ်ပြင်ကိုဗဟိုပြုက ပြင်းအားငါးအဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားတာဖြစ်တယ်လို့လည်းသိရပါဗျ။ရန်ကုန်မြို့ကန်အများစုကငလင်လှုပ်ခတ်သွားတော့ကိုမသိရှိကြပဲ။တချို့သောမြို့ကန်တွေကတော့ငလင်ခပ်ပါးပါးတစ်ချက်လှုပ်ခတ်သွားတယ်လို့လည်းသိရပါရဲ့ရှင်။ KNB ပြည်နယ်သတင်းတဘောကိုတက်ဆက်ပေးကြပါရစေ။ KNB တပောင်းဆောင်စေဦးစီးအဖွဲ့ရဲ့ဥဆောင်မှုနဲ့ဘောလခဲဖားဆောင်တို့ကစစ်ကောင်စီအခြေဆိုင်ကာကင်းစခန်းတွေကိုတိုက်ခတ်သိမ်းပိုက်ခဲ့ရမှာစစ်သား60ကျော်သေဆုံးပြီးလက်နက်မျိုးစုံ40ကျော်ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ KNB တပောင်းဆောင်စေဦးစီးအဖွဲ့ JCS ကသတင်းထုတ်ပြန်ထားပါရစေ။မလ၄ရက်နေ့ကနေစတင်က KNB စေဦးစီးအဖွဲ့ JCS ရဲ့ကုတ်ကဲမှုနဲ့ဘောလခဲနဲ့ဖားဆောင်တို့ကစစ်ကောင်စီ တပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစစ်စင်ရေးစတင်ခဲ့တဲ့တလအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဗျူဟာတပ်အခြေဆိုင်ကင်းတွေဖြစ်တဲ့ဗော်လခဲမြို့နယ်ကကင်းတွေဖြစ်တဲ့အမှိုက်ကျဲကြောက်ခွဲဆဲရေကျော်ရင်ကြီးပေါ့ ဝမ်ပလန်းစတဲ့ကန်ကင်းစကန်တွေကိုတိုက်ခတ်သိမ့်ပိုင်နိုင်ခဲ့လို့လည်းသိရပါတယ်။အလားတူဖားဆောင်မိသက်တိုက်နယ်ရေစိပ်တွေကိုတိုက်ခတ်ကန့်တတ်နိုင်ခဲ့ပြီးကာကင်းစကန်သိမ့်ဘွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်60ဦးကျော်ဟာသေဆုံးကတချို့ကိုအရှင်ဖမ်းဆီးရရှိခဲ့ပြီးလက်လက်မျိုးစုံ40နဲ့ကြည်မျိုးစုံကိုလည်းတင်းဆက်ရရှိခဲ့လို့လည်းသိရပါတယ်။ကင်နီပြည်နယ်တဝန်အကြမ်းဖက်စစ်ကောင်စီဘက်ကတိုက်ခိုက်မှုအမျိုးမျိုးကိုရပ်တန့်ထားခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်နေတဲ့အခြေအနေတွေရှိတဲ့အတွက်ကြောင့်မိမိ တို့တက်တွေဘက်ကလည်းတဘောဝဘေးရန်ရဲ့ကယ်ဆယ်လုပ်ငန်းတွေအပေါ်ကိုချိန်ညှိကမိမိတို့ကာကွယ်ထိန်းချုပ်ထားတဲ့ဒေသနဲ့ပြည်သူတွေအပေါ်ကိုအကြမ်းဖက်စစ်ကောင်စီဘက်ကအကြမ်းဖက်တိုက်ခိုက်မှုပေါ်မူတည်ကစစ်စင်ရေးတွေကိုလှုပ်ဆောင်သွားမယ်လို့လည်းကင်းနီပြည်တပ်ပေါင်းစုံစူးစီးဖွဲ JCS ကတည်င်းထုတ်ပြန်ထားပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုံကတော့အကြမ်းဖက်စစ်ကောင်စီကမတ်လ28ရက်နေ့မှာငလင်လှုပ်ပြီးနိုင်ငံတော်လေကြောင်းတက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးရတဲ့နောက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိရဲ20ကာလကိုရာရင်အပြည့်ရကာလဖြစ်သတ်မှတ်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။ငလင်ဒန်သင့်ပြည်သူလူထုကိုစာနာထောက်ထားပြီး ကူညီကယ်ဆယ်ရင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအချိန်ဟောနဲ့ဆောင်ရွက်နိုင်စေဖို့အတွက်ရည်ရွယ်ပြီးအပြစ်ခက်ရက်ဆဲလိုက်တာဖြစ်တယ်လို့လည်းစစ်ကောင်စီကကြေညာထားပါဗျာ။အပြစ်ရက်ဆဲကာလအတွင်းတိုင်းရင်းသားလက်နက်ကန်အဖွဲ့တွေနဲ့အခြားလက်နက်ကန်အဖွဲ့တွေအနေနဲ့အများပြည်သူတွာလာအုံပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခတ်တာထိခိုက်ပျက်စီးစေတာတွေပြုလုပ်ရင်း တုံ့ပြန်သွားမယ်လို့လည်းဆုတ်ထားပါဗျ။အကြက်ပဲစစ်ကောင်စီကငလင်လှုပ်ပြီးဇက်တိုက်ဆိုလို့ငလင်ဘေးဒဏ်ခံထားရတဲ့နေရာတွေကို လေချောင်းကနေဘုံကျဲတက်ခိုက်တာတွေလှုပ်ဆောင်လာနေရလို့လည်းနိုင်ငံကာကပြောဆိုလာတဲ့အခါမှာတော့အခုလိုအပြည့်ရက်တယ်လို့ထုတ်ပြန်လာတာဖြစ်တယ်လို့မနေ့ကတရုတ်ချက်ချင်းကြီးအသင်းရဲ့ထောက်ပံ့ရေးပစ္စည်းတွေတင်လာတဲ့ကားတန်းကိုပြစ်ခတ်ခဲ့တယ်ဆိုတာပေါ်ပေါက်ဝန်ခံလာရပြီးအဲ့ဒီနောက်ပိုင်းမှာတော့အကြက်ပဲစစ်ကောင်စီဘက်ကအပြည့်ရက်တယ်လို့ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းတော် လဲအဖွဲ့အစည်းတွေဖြစ်တဲ့ NUG နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကတော့ငလင်လုတ်ပြီးတာနဲ့ထိုးစစ်တွေအလုံးရက်ဆိုင်ထားရလို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ကြည့်ပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။